ူလက်တန်းစားတွေဘာကြောင့်ငွေကြေးကျက်တယ်အငဲကြုံနေရတာလဲငွေကြေးရှာပွေခြင်း making money နဲ့ပတ်သက်လို့ FSBI E Ambroma at Saf Ambroma B business I investment ရှိတယ်ဆိုပြီးပြီးခဲ့တဲ့ရက်ပိုင်းကကဖြစ်ခဲ့ပါတယ် ASPI ဝင်တဲ့အမ်ဘော်တီနဲ့တပိုင်းတနိုင်လုပ်ငန်းရှင်ဆက်အမ်ဘော်မန်ပြီးအများစုကငွေကြေးအရာရုံးကနေရပြီးစီးပွားရေးလုပ်ငန်းရှင် business owner ရဲ့ရှင်နေမြုံတဲ့ investor တွေကငွေကြေးအရာလုံမြောက်မှု financial freedom ရှိတယ်ဆိုပြီးတော့ရေပိုးကပြောလို့ရတယ်။တနည်း စင်းရဲသားနဲ့လူလန်တန်းစားတွေငွေကြေးအချက်အတဲပုံမကြုံတွေ့နေရပြီးချမ်းသာတွေသူကဘာကြောင့်ချမ်းသာနေကြရတာလဲပေါ့စင်းရဲသားဝန်ထမ်းနဲ့တပိုင်းတနိုင် လုပ်ငန်းရှင်တို့ကဝင်ငွေတော့ဝင်နေဒါပေမဲ့သူတို့တဲ့အများစုက ရလာတဲ့ဝင်ငွေဟာလက်သေးခဏသာခံပြီးနောက်ဆုံးမှအတုံးစိမ့်နဲ့ ေးရန်တန်ဝန် liability တဲကိုရောက်သွားကြအောင်ဖြစ်တယ်။ရရအစားစားဆိုတဲ့စကားလည်းရှိတယ်။အလုံးလောက်တယ်။လာစားရတယ်။သုံးလိုက်လို့ဂုံသွားရဲ့။တချို့ကြတော့အကျွေးနဲ့ကြိုသုံးလိုက်လို့ဂုံသွားရဲ့။တချို့ကြအကျွေးနဲ့ကြိုသုံးလိုက်တယ်။စိတ်ပင်ပန်းစွာနဲ့အလုံးလောက်တယ်။ လမ်းစာထုတ်တော့လဲကင်တောင်မကင်ရပဲအကျွေးဆက်လိုက်ရတယ်။စီးပွားရေးလုပ်ငန်းရှင်နဲ့ရင်းနှီးမြှုပ်နှံသူကြတော့သူတို့ပိုင်ဆိုင်ထားတဲ့ငွေကြေးကိုစီးပွားရေးပညာငွေကြေးပညာတွေနဲ့ပေါင်းဆက်ပြီးနောက်ထပ်ဝင်ွယ်အသက်ဖန်တီးတိုင်းအသက်ရှူတိုင်းငွေဝင်နေဆိုတော့ဒီနီလန်းနှစ်ခုဆိုတာပဲ ကိုတိုင်ကလည်းလှုပ်ရှားရှိတာလှုပ်ချင်မှလှုပ်တယ်အချိန်နဲ့အမျှသူတို့ပိုင်ဆိုင်မှုတွေအဆက်ကျစ်ပြေကသူတို့အတွက်ဝင်ဝေမြောက်များတိုးပွားအောင်လှုပ်ပေးနေတယ်ချမ်းသာသူတွေဘာကြောင့်ပို့ပြီးချမ်းသာကြလဲဆိုတဲ့အကြောင်းရင်းကဒါပါပဲဒါကြောင့်ငွေကြေးအကျက်တွေကလုံမြောက်ချင်ကိုယ်ပိုင်လုပ်ငန်းလုပ်ရင် မလုပ်ရင်လည်းဝင်ထမ်းလုပ်နေသည့်တိုင်အောင်ကိုနိုင်တလောက်ရင်းနှီးမြှုပ်နှံမှု investment လုပ်ဖို့လိုတယ်အဲ့ဒီအတွက်စီးပွားရေးလှုပ်တက်ကင်တက်ဖို့နဲ့ငွေကြေးအသိပညာကျွေးဝါဖို့တော့လိုတယ်အခုဒီဗီဒီယိုကို share သွားလို့ရပါတယ်